ကမာကြီးကိုအနည်းနာခိုက်ပြီးလောကောက်ကိုကောက်ကွယ်ပေးတဲ့သူတွေကတော့ဆာလာနေပဲဖြစ်ပါတယ်။ရေးစိတ်ကြကြောက်တဲ့ဟော်တင်ထောက်သူជីကျူနဲ့အစားជីသူလိုအသေးပဲရတဲ့တောက်တိဆိုတဲ့ဆေးရောက်တတဝလေးကောက်ဟာတခြားကမ္ဘာကနေလာခဲ့ပြီးလူသားမျိုးနွယ်တွေကိုဖြစ်စည်းခဲ့ကြပါတယ်။အဲ့လိုပြည်စည်းနေတဲ့အချိန်မှာဆာလာသူရဲ့ကောက်တွေဟာလည်းထွေးပေါ်လာခဲ့ပြီးတတုတစ်သားရေမီပြီးတော့မြေဆွိုင်းဆိုတဲ့ဆွိုင်းငါမျိုးနဲ့အဲ့ဒီဆေးရောက်တတဝကြီးတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဆေးရောက်တတဝတွေကအလောအင်မတန်မှဆွမ်းအားကြီးမှတဲ့အတွက်ဆာလာသူရဲ့ကောက်တွေဟာလည်းတခုတည်းသောဆွိုင်းဖြစ်တဲ့လေဆွိုင်းကိုသာစောက်ခွေလိုက်ကြပြီး အဲ့ဒီလေစွာရင်နဲ့အတူဆေးရောင်တတဝကြီးတွေရဲ့ဝိညာဉ်တွေကိုချိတ်ပိတ်နေနေနိုင်လိုက်ကြပါတယ်။အဲအဲကြောင့်ဆေးရောင်တတဝကြီးတွေရဲ့ဝိညာဉ်တွေဟာလည်းနေရာတစ်ခုစီကိုပဲလွတ်သွားခဲ့ကြပြီးလူရင်းနေထိုင်တဲ့လောကကြီးဟာလည်းတဖန်ပြက်နဲ့ညှိချက်သွားခဲ့ပါတယ်။အချိန်ကြာလာခဲ့တော့ဆာလန်သူရဲ့ကောင်းတွေဟာလည်းဆာလန်အမသာစီတဲ့သူတွေကိုစောက်ခွေလက်ဆက်ကပ်ခဲ့ကြပြီးဆာလန်အမသာစီတဲ့သူတွေကလည်းလူသားမျိုးနဲ့တူကိုကောက်ကွယ်ပေးဖို့အတွက်တာဝေါ်ယူလက်ဆက်ကပ်ခဲ့ကြပါတယ်။ရော်တီယာမှာမြေကတ်တယောက်ဟာလူတော်ရောင်းလိုက်တာကိုခံနေခဲ့ရပြီးသူရဲ့နောက်မီနဲ့သူကိုယ်သူလည်းမိတ်ဆက်ပေးနေခဲ့ပါတယ်။သူရဲ့နောက်မီကလမ်းနဲ့လို့ခေါ်ကမြေကန်တယောက်ဖြစ်ပြီး လူတွေမကြားနိုင်တဲ့အရာတွေကိုလည်းတာမန်လူတယောက်ထိပုံမကြားသိနိုင်ပေမဲ့တချို့မကြားနိုင်တဲ့အရာတွေလည်းစီးနေတဲ့မြေကတယောက်လည်းဖြစ်ပါတယ်။လော်ခိုင်းတဲ့မင်းနဲ့တုံးဆက်ခါလောင်းကသူ့ကိုယ်သူစားလန့်သူရဲ့ကောက်လို့ဆိုကကလေးလေးကိုလည်းသူ့ရဲ့စားလန့်တစိတ်တွေကိုခြေထည့်ပြီးတော့ရောင်းနေခဲ့ပါတယ်။သူရောင်းနေတာကသူရန်ကောက်စာအုပ်တွေဖြစ်ပြီးအဲ့ဒီစာအုပ်တွေကဘလို့ပုံစံစီလဲဆိုရတာမှမမြင်ဘူးသားဖြစ်လို့သူ့ရဲ့အဓိကရောက်ချတာကတော့စားလန့်တစိတ်တွေပဲဖြစ်ပါတယ်။ကလေးတွေကိုလည်းလေကောက်ခန်းကခြေထည့်ဆေးပြားလိုက်ရပြီးအဲ့ဒါကြောင့်ပဲကလေးလေးကလည်းစားလန့်ဖြစ်တော့မယ်ဆိုတဲ့ရည်ရချင်းနဲ့သူ့စီကနေစားလန့်တစိတ်တွေကိုဝယ်ယူခဲ့ကြပါတယ်။အဲ့ဒီချိန်လ ိုင်းလေးကလည်းမကောင်းတဲ့အရာတခုခံစားမိလိုက်ပြီပျော့ပျော့ဆူဆူနဲ့ပဲဖြားဦးလူမိုက်တွေဟာလည်းရောက်လာခဲ့ကြကဖြားဦးလူမိုက်ဆိုတဲ့အတာကိုကြားရတယ်ဒီနေ့တဝိုင်းကလူတွေအားလုံးဟာလည်းပြေးသွားခဲ့ကြပါတယ်ဖြားဦးလူမိုက်တွေကတူတူရဲ့ရုပ်ရည်ကြောင့်လူမိုက်သာလုံနေကြပေမယ့်ချိတ်ချောက်ဘူဝသာအားသာကြတဲ့သူတွေဖြစ်ကြပြီအခုချိန်မှလည်းချိတ်ချောက်ပြီးတော့လမ်းနေစီကလည်းဓမြတိုက်နေခဲ့ပါတယ်လမ်းနေကတော့တူတူရဲ့ရုပ်ရည်ကိုမမြင်ရတဲ့အတွက်ချိတ်ချောက်နေတဲ့တူတူကိုလည်းမကြောက်တာဖြစ်လို့အဲအကြောင့်ဘေးမှာစီးနေတဲ့မိဘကိုသာမျိုးချပြလိုက်ပါတယ်ဘိုင်းအောင်သွားတဲ့ဖြားဦးလူမိုက်ကလည်းပြန်လည်ဖို့ပြင်နေကြပြီသူ့ရဲ့အပေါပါတွေကတော့အပြတ်ပေးတဲ့အတွက်လိုက်ဖမ်းကြပါတ တယ်ကိုလင်းစည်းချင်းနေမှာတော့လမ်းနဲ့တရာပြင်းနေခဲ့ရပြီအစင်မပြန်နိုင်နေကြတဲ့ဗျာဥလူမိုက်တွေကြောင့်နေရာတစ်ခုတည်းဟုတ်ပဲဝဲလိုက်ရပြီမယ်ရေချိုးခါဖြင်းနေတဲ့အတွက်အမြန်ပြေးထွေးလာခဲ့ရပါတယ်ဒါဝိမဲ့အသိဆောင်နေကြတဲ့ဗျာဥလူမိုက်တွေစီမှာပဲအဝိုင်းခံလိုက်ရတာမလို့အဲအကြောင့်သူ့ရဲ့အကြောင်းအရုပ်ကိုအတုံးပြူကမေးကျက်လို့ဩခေါ်လိုက်ပါတယ်သူအမြန်ခေါ်လေစီတဲ့မေးကျက်ဆိုတဲ့သူကသူ့ရဲ့မိဖြစ်ပြီးသူအဲလို့ခေါ်လိုက်တိုက်လဲမေးကျက်ကသူ့ရဲ့အစိကိုအမြန်ရောက်လာလေစီတတ်ပါတယ်အမေကိုအဲလို့ခေါ်ရမလားဆိုကတချစ်တီးလိုက်ပြီးပြောက်ခေါ်သွားဖို့လုံနေချိန်တားနေကြတဲ့ဗျာဥလူမိုက်တွေကိုလည်းတယောက်တချစ်တီးလိုက်ကဆရာကြီးထားနေပါချိန်ချောက်လိုက်ပြီးအပြေကိုလဲရောက်သွားခဲ့ ော့ပြေးသွားခဲ့ကြပါတယ်။တဖင်းမှာတော့ဆားလက်ခါဆောင်တယောက်ကအနာခံမှာဖြေးလာမယ်မကောင်းတဲ့အရာတခုခံစားမိနေခဲ့ပြီ။အဲဒါကြောင့်သူရဲ့လူကိုလည်းစွိုင်းရင်ငေါခုအဖြစ်နောက်ထပ်စွိုင်းရင်တခုပါစီသေးတာဖြစ်လို့လောက်ခဲတဲ့73တွေကသူကိုမမ်းမီသေးလာလို့မင်းနေခဲ့ပါတယ်။လမ်းနေသူတာမီကလည်းနေရာတခုရဲ့ဆေးကိုသာခံစားချစ်ကိုစီနဲ့ရောက်လာခဲ့ကြပြီ။သူရဲ့သားလမ်းနေတဲ့သူအသက်ခွေထားတဲ့ကာစီနို site တခုမှာအတူတူသွားကစားကြပါတယ်။အားလုံးကိုခံစားမိနေတဲ့လမ်းနေအသွေးကအရန်ဦးလွယ်ကူနေခဲ့ကဘာပြောပြောတခုမှကြံမန်နေခဲ့တာမလို့ဒိုင်းရဲ့ရိုးဝေတိုက်ပညာဖြစ်တဲ့ကလကကြီးနီနဲ့တောင်မှထုံထုံတိုက်ခိုင်းနေခဲ့ရပြီ။အဲအတောင်မှအစိမပြတ်နိုင် နေသေးတာဖြစ်လို့လူလေရွေလို့ဆိုကကိုက်ထုတ်လိုက်ကြပါရဲ့။ဆားလန်းကူမှာတိုက်ခိုက်ရဲတဲ့လူဆိုကခြေချောက်ကထွေးလာခဲ့ကြပြီးလမ်းနှင်းကဘာတစ်ခုမှမရလိုက်ဘူးလို့ထင်နေချိန်မေးကျဲဝိတ်ထားတဲ့ငွေအနေငယ်ကိုထုတ်ပြပါရဲ့။အဝေစုခွဲတဲ့အခါမှာလည်းမျက်မျက်တတလုံးနေတဲ့သူ့အမေကိုတင်းနေတဲ့လမ်းနှင်းကလည်းပြောတဲ့အခါလမ်းနှင်းရဲ့အဖေဆုပ်ပြီးကတဲ့ကသူတယောက်တည်းစားကြွေးခဲရတဲ့လူဆိုကအချိုသားနေခဲ့ပြီးသူ့အဖေနဲ့စားချစ်ပြီးကတဲ့ကဘာတစ်ခုမှမလုပ်ပဲဆားလန်းဖြေတော့မယ်လို့ဆိုကကလေးတယောက်ကငွေသွားခဲ့ပြီးမယ်။အခုချိန်ထိဘာမှမဖြေလာခဲ့တဲ့သူ့အဖေရဲ့ကြီးကြီးကျယ်ကျယ်စကားတွေကိုသာပြပြောပြနေခဲ့ပါရဲ့။လမ်းနှင်းကလည်းသူ့မအဖေတယောက်စီသေးရဲ့ဆိုတာကို ပြန်လည်စဉ်းစားမိသွားခဲ့ပြီးအတိတ်မှာတော့သူ့အဖေကပန်ကာတစ်ခုယူလာပေးကအဲ့ဒီ PC ကိုလည်းစားလန့်ရဲ့ရိုးဝဲချေတစ်ခုဖြစ်တဲ့လေဟုန်မှန်တယ်လို့ပြောပြပါတယ်အဲ့ဒီချိန်စူနေတဲ့မေဂျာကိုလည်းလေးရဲ့အကြောင်းကိုပါဆေးပြားနေခဲ့ပြီးသူ့ရဲ့သားကိုလည်းလမ်းနှင်းလိုမြေကန်တယောက်ကသာလေလေကိုခံစားနိုင်တဲ့သူလို့ဆေးပြပါတယ်သူ့ရဲ့သားကိုလည်းလေကိုခံစားနိုင်ဖို့အတွက်နီလန်မျိုးစုံနဲ့လှုပ်ပြနေခဲ့ပြီးအခုချိန်မှာလည်းဆော်ကိုအတုပ်ပြုကလေကိုခံစားခိုင်းနေခဲ့ပါတယ်အခုချိန်မှာတော့ထွေသွားပြီဖြစ်တဲ့သူ့အဖေရဲ့အကြောင်းကိုသာပြန်လည်စဉ်းစားနေခဲ့ပြီးတရုတ်ဆေးဆောင်နေတဲ့သူ့အမေစီကနေလည်းသူ့ရဲ့ဝေစုကိုသာပြတ်တောင်းနေခဲ့တာဖြစ်လို့မေဂျာကတော့ကိုဘွားနဲ့ က်ကိုနေကြမယ်လို့ဆိုကပြောလိုက်ပါတယ်အမေလို့ပြန်ခေါ်လိုက်တော့မေးချက်ကလမ်းနင်းကိုစိတ်မကောင်းဖြစ်သွားတယ်လို့ထင်နေခဲ့ပေမဲ့လမ်းနင်းကတော့သူ့အမေရဲ့ဝေစုကိုသာတောက်လိုက်ပါတယ်မေကလေးတယောက်ကစွိုင်းရင်ကိုအတုပ်ပြုကသူ့ရဲ့တခေကိုခေါ်လိုက်ပြီးအဲ့ဒီချိန်သူ့ရဲ့တခေကလည်းထိုမေကလေးကိုနောက်ထပ်အရာတစ်ခုသွားယူဖို့တဲ့အမေပိန်နေခဲ့ပါတယ်တဖင်းမှာတော့မေးချက်ကသူ့ရဲ့သားလမ်းနင်းမြေလုံးပြတ်ကောက်ဖို့တဲ့အတုံးမွေဘူးဆိုတာကိုသိနေခဲ့ပေမဲ့ပြတ်ကောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့သူ့ရဲ့သားအတွက်စီးလေးကိုလာဝယ်ပေးနေတာကလည်းအခုဆိုရင်9333ကျိတ်တောင်မှစီးနေပြီလည်းဖြစ်ပါတယ်အဲ့ဒီညမှာတော့သူ့ရဲ့သားလမ်းနင်းမြေလုံးပြတ်ကောက်ဖို့အတွက် ူတောင်းနေတဲ့မေးချက်စီကိုလည်းအရာတခုကရောက်လာခဲ့ပါပဲ။အဲ့ဒီချိန်လမ်းနင်းကလည်းထူးဆန်းတဲ့အရာတခုခံစားမိသွားခဲ့တာမလို့တွားကြည့်ဖို့လုံနေခဲ့ပြီးသူရဲ့အနောက်ကနေဗျာဥလူမိုက်တွေကလည်းလိုက်လာခဲ့ကြပေမဲ့လမ်းတဝင်းမှာတည်းပြတ်ဆုံးသွားခဲ့ကြပါပဲ။မေကလေးတယောက်ကအရာတခုကိုယူထုံးနေခဲ့ပေမဲ့ယူမရဖြစ်နေခဲ့ရပြီ။အဲ့ဒီချိန်လမ်းနင်းကလည်းရောက်လာခဲ့တဲ့အတွေ့ဝေပုံနေခဲ့ကလမ်းနင်းကလည်းအတန်လာရာစီကိုပဲဥတီချီကန်းလာခဲ့ပါပဲ။လမ်းနင်းကတော့အဲ့ဒီထဲကကြီးကိုအလွယ်တကူယူထုံးလိုက်ပြီးအဲ့ဒီချိန်မန္တန်အာလုံးကလည်းပြောက်ွက်သွားခဲ့ကအန်အောင်းနေတဲ့ထူမေကလေးကိုလည်းလမ်းနင်းကတီးသွားခဲ့ပါပဲ။ဂျီတောင်းနေတဲ့ထူမေကလေးကိုလမ်းနင်းက ကလည်းပိုက်ဆံပိတ်ဖို့အတွက်ဈေးစင်းနေခဲ့တာမလို့အဲဒါကြောင့်ထိုမင်းကလေးကလည်းစတဲ့တိုက်ခိုင်းနေခဲ့ပြီပိုက်ပင်းကတခုမှမတက်တဲ့လမ်းနဲ့ကတော့ဂျီကိုမပိတ်တဲ့အတွက်အပန်းနဲ့အတီးခန့်နေခဲ့ရပါတယ်ဂျီကိုလည်းသူ့ပစံနဲ့ငုံလိုက်တဲ့အခါအနောက်ကနေတော်တဲ့အတွက်ဘိုက်ထဲရောက်သွားခဲ့ပြီအဲ့ဒီချိန်ပစ္စည်းသွားတဲ့မန်တာကြောင့်မိသေးဟာလည်းပြိုကျလာခဲ့ကအောက်ပြိုကျသွားခဲ့ကြပါတယ် ။နောက်နေ့မနေ့မှတော့ကွေးလာတဲ့မြေလုံးကိုပြပေးလိုက်ကသူ့ရဲ့အကြောင်းအရောကလည်းတိတိတတ်တတ်ရော်သွားခဲ့ပြီ။အဲ့ဒီချက်ရေထဲမှာမြေလိုက်ရတဲ့သူ့ရဲ့ပုံရိပ်ကြောင့်ပဲချွန်လိုက်တယ်လို့ပြောနေတယ်။မြေလုံးပြတ်ကောက်သွားပြီဆိုတာကိုလမ်းနေတောင်တိလိုက်ရပါပဲ။အဲအကြောင်းလမ်းနေကလည်းဒီနေရာရဲ့အရာအလုံးကိုလိုက်ကြည့်နေခဲ့ပြီ။သူ့ရဲ့အပြောဆွေးဆုံးအခြေတခုလည်းဖြစ်သွားခဲ့တယ်လို့ဒီကအရာအလုံးကိုလည်းခံစားနေခဲ့ကအဲ့ဒီချက်ရေချိုးနေကြတဲ့မိမလာလေးတွေကိုလည်းမြေလိုက်ရပါပဲ။လမ်းနေကတော့ကိုးပါးသားမြုပ်ကျင်းနေဖြစ်နေခဲ့ရပြီ။တေချာစဉ်းစားလိုက်တော့မှသူစားခဲ့တဲ့ခြေကြောင့်ဖြစ်သွားခဲ့တဲ့ဆိုတာကိုတိလိုက်ရပါပဲ။အဲအကြောင်းမြေလုံးပြတ်ကောက်သွားပြီဆိုတာကိုပြောပြဖို့အတွက်သူ့အမေစီကိုသာတိုက်ပြေ းသွားတဲ့လမ်းနေကိုလည်းထိုမေးကလေးကဆောက်ကြည့်နေခဲ့ပါတယ်။လမ်းနေတရာသူ့ရွာရဲ့အစီကိုသာပြောင်းရောင်းလာခဲ့ပြီမယ်။အရာအားလုံးကတိတ်ဆိတ်နေခဲ့ကြမလို့တခုမှမနေပြီဆိုတာကိုခံစားမိနေခဲ့ပြီ။အဲအကြောင်မေးကျဲလို့អော်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ခဏနေတော့သူ့ရဲ့အနောက်ကနေတတ်တဝတကောက်ကသာရောက်လာခဲ့ပြီ။လမ်းနေကတော့ခွေလို့ထိနေခဲ့ပြီမယ်။အဲ့ဒီတတ်တဝကအလော်ကြီးမတဲ့အတွေ့ထွေးပြေးသွားခဲ့ပါတယ်။အဲ့ဒီတတ်တဝကလည်းသူ့ရဲ့နောက်ကနေအကြမ်းမကွာလိုက်လာခဲ့ပြီ။လမ်းနေကလည်းအပယ်နဲ့ပြေးနေခဲ့ရကလမ်းမလည်းပြောင်းလူမိုက်တွေနဲ့တွေ့သွားခဲ့ပါတယ်။မကောက်ဆိုးလာတဲ့အတွေ့ပုံနေရတဲ့ဆိုတာကိုမသိတဲ့လမ်းနေကတော့ပြောင်းလူမိုက်တွေကိုသာဆောင်းမင်းနေခဲ့ပြီ။ပြောပြောဆိုဆို နဲ့ပဲအဲ့ဒီတတ္တဝါဟာလည်းရောက်လာခဲ့တာအပေါ်ကနေခုတ်လိုက်ပြီးလာပိတ်လိုက်ပါတယ်။သူစီကတော့ဥတီလာနေတဲ့အဲ့ဒီတတ္တဝါကတော့သူ့သာစိုက်ကြည့်နေခဲ့တာမလို့ဘေးမှာစီးနေတဲ့တပူနဲ့အဲ့ဒီတတ္တဝါရဲ့နဖူးကိုထိုးလိုက်ပါတယ်။အဲ့ဒီပူစိကြောင့်လမ်းနေကလည်းတတ္တဝါအမိနဲ့ရိုက်မိသွားခဲ့ကလေပေါ်မှာဆိုရင်တင်းငိတ်သွားလေးစီတတ်တဲ့လမ်းနေကိုတဲရွေနဲ့ကူညီပေးလိုက်ကြပြီးလမ်းနေကဘာမှမဖြစ်တဲ့အတွက်ဝါသားနေတုံးမှာပဲတဲလေးဖုံးနေတဲ့အရာတခုကသူ့ရဲ့ပေါင်းနဲ့တက်သွားခဲ့ပါတယ်။တကယ်တော့စားလတ်သူရဲ့ကောင်းတွေကရောက်လာခဲ့တာဖြစ်ပြီးသူတို့ရဲ့စွာအတွေနဲ့အဲ့ဒီတတ္တဝါကိုတိုက်ခိုက်ကဖားချုပ်လိုက်ကြပါတယ်။စားလန်းကိုမြေသွားခဲ့တော့လမ်းနေကလည်းသူ့ရဲ့ဖေပြောခဲ့တယ်လို့စ ားလန့်တွေတကယ်စီသေးရဲ့ဆိုတာကိုတီးသွားခဲ့ပြီအဲအကြောင့်လမ်းနေကလည်းစားလန့်အမတ်သားကိုမေးကြည့်တဲ့အခါသူ့ပုံစံနဲ့မတူတဲ့အတွက်အန်အောနစ်ခဲ့ပြီပန်ဝေါ်ကျရဲ့စကားဝိုင်းကလည်းစားလာခဲ့ပါတယ်စားလန့်အခွဲကမကောင်းဆိုးဝါးရဲ့အကြောင်းကိုတီလာလို့မေးတဲ့အခါအဲ့ဒီချိန်ဖြောင်းအခွဲကလည်းရောက်လာခဲ့ကြပြီအဲ့ဒီညာအသွေးမှာပဲတတ်တဝတကောက်ကရောက်လာခဲ့တဲ့အပြင်လမ်းနေရဲ့မြေလောက်ကပါပြက်ကောက်သွားခဲ့တဲ့အတွက်လမ်းနေကြောင်လို့ဆိုကဆော်ဆော်နေခဲ့ကြပါတယ်အဲအကြောင့်ပန်ဝေါ်ကျကလည်းသူ့ကြောင်လို့ဆိုကမန်းနေကြတာမလို့သူမဟုတ်ဘူးလို့ဆေးပြနေပေမဲ့အလုပ်ကရွာပြေကိုသာထောက်ဖို့ပြင်နေကြပြီ အဲအကြောင်းဒေါသထွေးလာတဲ့လမ်းလေးကိုလည်းအရာတစ်ခုနဲ့ပြေးလိုက်ပါသူ့အဖေရဲ့စကားကြောင့်သူ့ကိုယ်သူစားလန့်တရားလို့ထင်နေခဲ့ပေမဲ့ကလေးတွေကလည်းသူရောက်ခဲ့တဲ့ PC နဲ့ပဲဝိုင်းပြေးရေမိခေါ်ထုံနေကြတာမလို့လမ်းလေးတရားလည်းညိတ်သက်သွားခဲ့ပါအဲ့ဒီချိန်တတဝကလည်းပြေးသွားခဲ့တဲ့ဆိုတဲ့အတန်အောင်ကြားလိုက်ရတာမလို့စားလန့်တော့ရောက်ကလည်းလိုက်သွားခဲ့အဲ့ဒီမှာကောက်ဆိုးဘကဒီရွာတစ်ခုတည်းမှာပဲစီးတာမဟုတ်ပဲရွာသီးသီးမှာစီးကြတဲ့အတွက်သူတို့ကိုလိုက်ဖမ်းနေတာလို့ဆွေးပြပါလမ်းလေးကတော့သူ့ရဲ့အိတ်စီကိုသာဥတီသွားနေခဲ့ကသူ့ရဲ့အိတ်ကိုလည်းရောက်လာခဲ့တော့ပြေးစီးသွားပြီဖြစ်တဲ့သူတို့အိတ်ကိုသာမြင်လိုက်ရတာမလို့နောက်မလည်မှုများစွာနဲ့သူ့ရဲ့မိကိုသာအော်ခေါ်နေခဲ့ပါ ဲအချိန်အတန်ကြာအော်ခေါ်နေခဲ့ပြီမဲ့သူ့အမေကိုမတွေ့တော့မလို့စိတ်ဆိုးအောင်လုပ်ခဲ့မိတဲ့အတွက်ပြန်လဲတောင်းပန်နေခဲ့ပြီဒုတိယအချိန်နေနဲ့ထန်းဆောက်ခွေလိုက်တဲ့အခါသူ့အမေရဲ့ပိုက်ဆံအိတ်ကိုတော့တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်အနောက်ကနေသူ့ကိုမြင်ရတော့မှမမီမော်လာဆိုတဲ့အတားတခုပေါ်ထွေးလာခဲ့ပြီဘာတခုမှနားမလည်တဲ့လမ်းနေကိုလည်းအဲ့ဒီအညာအားလုံးကိုတတ်တဝါကလှုပ်သွားခဲ့တဲ့အတွက်အဲ့ဒီတတ်တဝါကိုစာနိုင်တဲ့သူကလည်းသူ့ကြောင့်တည်းပဲစီးတာဖြစ်လို့သူ့အမေကိုစာချေသူ့ကိုတော့အာကိုရမယ်လို့ပြောနေခဲ့ပါတယ်ပေယူအနေနဲ့သူ့ပိုက်ထဲကကြေးကိုပေးရမှဖြစ်ပြီးသူ့မိကလေးကိုတော့မယုံကြည်ပေမဲ့ရွေးချယ်စရာမရှိတဲ့အဆောက်ပေယူလှုပ်လိုက်ကြပါတယ်ခီးကိုမစိတ်ခဲ့ထုံးစံတိုက်ဖြောင်းလူမိုင်းခွဲ ွယ်ကလမ်းလေးကိုလာနိုင်ချင်းနေခဲ့ပေမဲ့ထိုမိန်ကလေးကတော့မပြောမဆိုနဲ့တီးထုတ်ပိနေခဲ့ပါပဲသူ့အမိကိုစားဖို့အတွက်နေမအားညမအားခီးဆင်းလာခဲ့ကနေရအတွက်အတွက်လမ်းအတွက်အတွက်တောင်အတွက်အတွက်ရေအတွက်အတွက်ကိုဖျားချုံလာခဲ့ပြီးလမ်းလေးကိုလည်းခြေထွေးလာအောင်နီလမျိုးစုံနဲ့လုံးနေခဲ့ပါပဲနေရတစ်ခုစီကိုလည်းရောင်းလာခဲ့ကြတော့ထိုမိန်ကလေးကသူ့ကိုတစ်ခုခုလုံးမဲ့လို့ထင်နေခဲ့ပေမဲ့မအောင်နိုင်တော့တဲ့လမ်းလေးကတော့တားနေတဲ့ကြားထဲကနေသူ့ရဲ့ကိစ္စကိုပဲအေးသွားဆင်းနေခဲ့ပါပဲခဏနေတော့စားလမ်းနေရောက်ကလည်းဇီယိုဆွမ်းအောင်ခန်းစားမိကြတဲ့အတွက်ရောင်းလာခဲ့ကြပြီးထိုမိန်ကလေးကိုတိုက်ခိုက်လိုက်ကြပါပဲဇီယိုဆွမ်းအောင်ဆိုတာကအေးကလေးကစားလမ်းတွေချိတ်ပိ ထားပြီးသားဖြစ်တာမလို့ပျောက်ဆုံးနေတာကြာပြီးဖြစ်တဲ့ရိုးဝဲဆွမ်းအားတစ်ခုလည်းဖြစ်ပါရဲ့အဲ့ဒီဆွမ်းအားကိုလည်းထိချုပ်တဲ့တခေကစီးတာဖြစ်လို့အဲ့ဒါကြောင့်ဆွမ်းလမ်းတွေကဆေးဆေးဖို့လုံးနေချိန်ဇီရိုဆွမ်းအားနဲ့ပြတ်တိုက်ခိုက်တဲ့အတွက်နေအောင်သားလည်းအားနဲ့သွားခဲ့ကြတာထိုမေကလေးကလည်းမေးသွားခဲ့ပါရဲ့အဲ့ဒီချိန်လမ်းနင်းကိုလည်းဖမ်းဖို့ပြောလိုက်ပေမဲ့ထိုမေကလေးကသူ့အမေကိုစားဖို့အတွက်ကုညီပိနေတဲ့တူဦးသီးတော်သူဖြစ်တာမလို့ဖမ်းဖို့ညီပက်လိုက်ကအစိလိုပြီးအောက်ကိုလည်းပြုတ်ကျသွားခဲ့ပါရဲ့ကျောက်တစ်ခုထဲကိုသာနေအောင်သားရောင်းလာခဲ့ကြပြီးထိုမေကလေးကိုလည်းနှုတ်ဖို့ကြိုးစားခဲ့ပေမဲ့ကြံရမရတဲ့အစအတိုးနဲ့အရေးပါပေါက်လိုက်ပြီးနှိုးလိုက်ပါရဲ့အဲ့ဒါကြောင့်ထိုမေကလေးကလည်းပြန်လည်နှိုးထလာခဲ့ပြီးဇီ ီယိုဆွာအကားပါတဖန်ပြန်နိုးထားလာခဲ့တာကြောင့်လမ်းနင်းကိုလည်းအကန်းကောက်လို့ဆိုကသူ့စီကနေဂျေကိုသာတောင်းနေခဲ့ပါရဲ့အတိစိမ်မက်နေတဲ့ထိုမေကလေးကဘိုက်ကိုဖောက်ခွဲပြီးတော့ယူမယ်လို့တောင်မှပြောနေခဲ့ပြီအဲ့ဒီအချိန်အနှဲငယ်ပြန်ရလာခဲ့တဲ့ထိုမေကလေးရဲ့အတိစိမ်ကလမ်းနင်းကိုထွေပြေးဖို့ပြောလိုက်ပေမဲ့ဒါပေမဲ့ထွေပါမရှိတာဖြစ်လို့အခေးသွင်းနေခဲ့ပါရဲ့အဲ့ဒီအချိန်နောက်ပါတဲ့ပုံပြေတစ်ခုသာထပ်ပြောခလိုက်တဲ့အခါရွေးချယ်စရာမရှိတော့တဲ့လမ်းနင်းကလည်းသူ့အဖေလိုဆားလန့်လူတယောက်ဖြစ်ထိခဲ့တဲ့သူ့ဘဝရဲ့အကြောင်းကိုပဲနောက်ပါတဲ့ပုံပြေတစ်ခုအနေနဲ့ပြန်ပြောပြလိုက်ပါရဲ့ထိုမေကလေးကလည်းပြန်လည်အစီအပြေလာခဲ့ပြီးလမ်းနင်းကလည်းထိုမေကလေးရဲ့အကြောင်းကိုသာလိုက်မင်းနေခဲ့ပေမဲ့မပြောပြ ချည်တဲ့ထိုမင်းကလေးကတော့ तू ကပါမန်လူပြောက်သာဖြစ်ကြည့်ခဲ့ပြီဒါပေမဲ့အခုချိန်မှာတော့ तू ရဲ့နောင်မီကိုကြောင်မင်းနေပြီလို့ဆေးပြပါအဲအကြောင်းပဲအဲ့ဒီခြေကိုသာယူပိန်းနိုင်မယ်ဆိုရင် तू ရဲ့မန်းညာတွေအပြည့် तू ဖြစ်ချင်းနေတဲ့ပါမန်လူတယောက်လို့ပါဖြစ်နိုင်တယ်လို့ဆေးပြပါအဲအကြောင်းလမ်းနေကလည်းခေါ်စရာနောင်မယ်တော့လို့တဲ့အတွက်ဇီယိုဆွာအစီတဲ့သူကမကောင်းဆိုးဝါးဖြစ်တာမလို့မိစ္ဆာမလေးလို့သာခေါ်မယ်လို့ပြောလိုက်ပါပြပြဆူဆူနဲ့ထွေးပေါက်တစ်ခုကိုလည်းစာသွေးသွားခဲ့ပြီဒါပေမဲ့အဲ့ဒီကြောက်တုပ်ကိုတော့ဘယ်လိုဖယ်ရမလဲဆိုတာကိုကြာတော့မသိဖြစ်နေခဲ့ရကအဲ့ဒီချိန်လမ်းနေကြောက်ပဲကြောက်တုပ်ထောက်ထားတဲ့တိတ်ကိုင်းလေးဟာလည်းကျိုးသွားခဲ့ပါတဖက်မှာတော့တူတူ ကိုကွက်နေတဲ့ကြောက်တုံးဟာလည်းပြိုကျလာခဲ့တဲ့အတွက်အကုတ်ပြီးနေခဲ့ရပြီးလမ်းနေဂျိုးကိုလည်းမြေလိုက်တဲ့အခါဖားလိုက်ကြပါတယ်။တယောက်ကလည်းမြေလုံးပြတ်မိပြီးကတဲ့ကအကြာအယုံမကောက်တော့တဲ့အပြင်နောက်တယောက်ကလည်းစွမ်းအားသေးပါကုန်နေခဲ့တာဖြစ်လို့အခေသွင်းနေခဲ့ကြပြီးနူးနေစုခေါဆောက်ကပဲသူတို့ကိုကွက်နေတဲ့အရာကိုဖြည့်ဆည်းခဲ့တဲ့အတွက်ရိပ်ပူစော်ဖို့သာဆုံးဖြတ်လိုက်ကြပါတယ်။အကြောင်းရင်းကတော့မိဆာတွေကရွာသီးသီးကိုတောင်းချမ်းနေခဲ့ကြတာမလို့အောက်ကိုစရာဖြစ်တဲ့သူတို့ကိုကွက်နေတဲ့ရုပ်ထုကိုမှဖြည့်ဆည်းခဲ့ကြတဲ့အတွက်အဲအကြောင်းရိပ်ပူစော်ဖို့သာလုံးနေကြတာလည်းဖြစ်ပါတယ်။အဲ့ဒီချိန်လမ်းနေကလည်းသူကောက်ွက်ပေးမယ်လို့ပြောလိုက်ပြီးသူကစားလမ်း လို့ပြောလိုက်ကသူလင်းရဲ့အမတ်သားကိုပါပြလိုက်ပါလမ်းနှင်းရဲ့စကားကိုရွာသူရွာသားအလုံးဟာလည်းရုပ်သွားခဲ့ကြတာဖြစ်လို့တိတ်တိတ်ပြဖို့အတွက်ပျောက်ဆုံးနေတာကြောင့်ဖြစ်တဲ့လေတိုင်းပင်ညာကိုပြမယ်လို့ပြောလိုက်ပါသူရဲ့တိုင်းပင်ညာကြောင့်ကိုလည်းမပြခဲ့ထုံးစံတိုက်ကြောလုံးလေးထုံးနေခဲ့ပြီးအစိမ်းနဲ့ထိုးလိုက်ပြီးမှဘာတဲရောက်မှုမှမရှိတာမလို့ကြောက်ကြီးနေကြတဲ့ရွာသူရွာသားတွေကိုလည်းသူကလေကိုရမ်းလိုက်တာလို့ဆိုကကြေးချလိုက်ပါသူပြောသမျှကိုရွာသူရွာသားအလုံးဟာလည်းယုံကြည်နေခဲ့ကြပြီဒါပေမဲ့ရီးဘူးစော်ကိုတွေ့ကြံနေတဲ့ထုံးမေးကလေးကိုသာဆုပ်ဖြတ်လိုက်ကြပြီမယ်အဲ့တော့ကြာသွားတဲ့လမ်းနေကလည်းသူရဲ့မိမဖြစ်တာမလို့တူတူစီးနေမှရ မယ်လို့ပြောလိုက်ပါရယ်အဲအကြောင်ပဲမျိုးနဲ့စုခေါဆောက်ကလည်းအတိတ်ပဲမားကောင်းမိသွားခဲ့ပြီးနေအောင်စလုံးကိုရေးပူစော်ဖို့တွေပြလိုက်ကြကခဏနေတော့တဲရွေးတွေဟာလည်းပြူကျလာခဲ့ပါရယ်တကယ်တော့ရေးပူစော်တဲ့နေလိုက်ကအပြစ်သားလေးကုတ်လောက်ကရေထဲမှာဝင်နေကတောက်ပရသာဖြစ်တဲ့ရိုးစေးတဲ့နေလိုက်တခုဖြစ်ပြီးအဲ့ဒီနေရာမှာလည်းမျိုးနဲ့စုခေါဆောက်ပါဝယ်တရွာလောက်ကဝါဖူးခွေဆိုတဲ့နောင်မီတွေဖြစ်ကြပါရယ်ထုံမင်းကလေးကအနာယူဖို့အတွက်တဲခိုးစရာနှကန်ပြေးစေခလိုက်တော့အလိုက်မသိတဲ့မျိုးနဲ့စုခေါဆောက်ကလည်းလက်မရသေးဖြစ်နေပြီလို့ဆိုကတခန်းသက်သာပြေးစေပေးလိုက်ကြပါရယ်မာတဲကနေအချင်းလေးကိုမင်းနေတဲ့သူရဲ့တခေကိုသူ့ကိုဂတိပေးထား တဲ့အကြောင်းကိုသာအရေးပြန်မေးနေခဲ့ပြီးဂျီကိုလည်းရနိုင်တော့မှဖြစ်တယ်လို့အကြောင်းကိုဆေးပြနေခဲ့ကအဲ့ဒီအချိန်ထမင်းစားဖို့လောက်ခေါ်တဲ့လမ်းနေရဲ့အတားကြောင့်အဆိပ်သွဲပြတ်သွားခဲ့ပါတယ်တဖိမှတော့အတုံးမကြဘူးလို့ဆိုကပြောနေခဲ့ပြီးအလွန်အင်မတန်မှကြီးမားတဲ့တတဝတကောက်ကိုလည်းငွေမြူနေခဲ့ပါတယ်လမ်းနေတရားစားပြီးကတည်းကဝါသွားနေတဲ့အတွေ့ထူဆန်းနေခဲ့ပြီးသူရဲ့ဘိုင်းမှလည်းဂျီခံနေတဲ့အတွေ့ဘာတစ်ခုမှမထွက်လာပဲဖြစ်နေခဲ့ရပါတယ်ပျော်ပျော်ဆူဆူနဲ့ပဲဒုတိယကြီးဝါသွားချေတဲ့အတွေ့အိသာတိတ်ဖို့လုံနေချေအိသာတိတ်တဲ့သူတွေကတားဆီးနေကြပြီဖြစ်တယ်မလို့တော်မေကြီးတဲ့အခါရွာမှာအိသာတလုံးသာစီတယ်လို့ဆေးပြပါတယ်သူ့အမေမေ ေချက်ကိုမသွေးခဲ့အစိမ့်မိပြီးတိမ်မယ်လို့ထင်နေတဲ့လမ်းနေကိုလည်းဂျေထွေးလာအောင်သူကလည်းဝေါနောက်စီတွေထဲခဲတာလို့အပိနေခဲ့ပါတယ်လမ်းနေရမှာတော့ကဆားလမ်းမဟုတ်ဘူးလို့ပြောနေတော့လမ်းနေစီကနေလည်းသူ့အဖေပေးခဲ့တဲ့ပါကာတစ်ခုကချွဲလာခဲ့တော့ထိုမင်းကလေးအသွေးကရင်းနေနေခဲ့ပြီးလမ်းနေကတော့သူ့ရဲ့ဘိုးဘပိုင်နောက်ဆုံးပစ္စည်းတစ်ခုဖြစ်တာမလို့ပြတ်တောင်းနေခဲ့ပါတယ်ငငငကဗျာဦးလူမိုက်တွေအနိုင်ကျိတောင်ကိုခံနေရတဲ့လမ်းနေအသွေးမိကလေးတယောက်ဟာဗျာဦးလူမိုက်တွေကိုဆုံးမပေးနေခဲ့ပြီးအမြင်အာရုံမရှိတဲ့လမ်းနေကတော့ဗျာဦးလူမိုက်တွေကိုကူညီပေးဖို့လုံနေခဲ့ကအတန်ကြောင်ရမိပန်းကိုသာကင်ထားခဲ့တဲ့အသွေးလင်းမှဒဏ်ရာရခဲ့တာလည်းဖြစ် ဖြစ်ပါတယ်အဲအကြောင်ပဲသူ့ရဲ့ဖေကလည်းလမ်းနေဖြစ်သူကိုလူကယ်တင်ပေးရကကောင်းတဲ့အရာဖြစ်ပြီးငိုနေတဲ့သူ့ရဲ့သားကိုချော်ဖို့အတွက်အဲ့ဒါကစားလန့်အမှန်သားတခုဖြစ်တယ်လို့ပြောလိုက်တော့လမ်းနေကတော့အမှန်လို့ထည့်သွားခဲ့ပါတယ်ကိုမသာစားလန့်လို့ခိုက်ယူထားပေမဲ့ကိုအမေကတော့မကယ်တင်နိုင်ခဲ့တဲ့အတွက်လမ်းနေတယောက်နားလက်သွားခဲ့ပြီးပျော်ပျော်စွတ်စွတ်နဲ့ပဲသူ့ရဲ့ဘိုးဘွားပိုက်ပစ္စည်းလေးဟာလည်းကျိုးသွားခဲ့ပါတယ်အချိန်ကြာလာခဲ့တော့မြို့နယ်စုခေါင်းဆောင်စီမှလည်းလမ်းနေရဲ့ဘက်ရဲ့အကြောင်းကိုမေးနေခဲ့ပြီးအဲ့ဒီချိန်စကားဆိုင်မိရကနေဂျင်းရဲ့အကြောင်းကိုဆေးပြဖို့အတွက်ခေါ်သွားခဲ့ပါတယ်လောက်ခဲတဲ့73နေခန့်ကဝါဖူးဝေးဆိုတဲ့သူနဲ့နောက်ထပ်ဝါဖူးဝေးနေရာက ဈေးပေးတွေစာဖို့အတွက်လောက်ခဲ့ကြပေမဲ့ဂူတခုရဲ့အထဲကိုပြုတ်ကျသွားခဲ့ပြီအဲ့ဒီဂူထဲမှာရှိတဲ့ချိန်ပိမိဆာကိုလည်းသူ့ရဲ့အမားတခုကြောင့်လည်းလော်သွားခဲ့ကအဲ့ဒီမိဆာကလည်းသူ့ရဲ့ခံဆောင်ကိုထဲကိုဝယ်သွားခဲ့ပါတယ်အဲအကြောင်းပဲသူ့ရဲ့ပေါပါတွေကိုပါပြန်ဆောင်ပြီးတော့မှအချိန်မှာသူ့ရဲ့ကောက်တယောက်ရောက်လာခဲ့ပြီသူ့ကိုထဲကမိဆာကိုလည်းဂျင်းနဲ့ချိန်ပိလိုက်ကအဲ့ဒီလူကလည်းတိဆုပ်သွားခဲ့တယ်လို့ဆင်ပြပါတယ်အစားနာမသွေးသောတဲ့သူလူကြောင့်သူတို့ရဲ့ရွာမှာလည်းကိုကိုွဲစရာလူတယောက်အနေနဲ့လှုပ်ထားခဲ့ပြီအဲ့ဒီကိုကိုွဲစရာကလည်းလမ်းနေတို့ကြောင့်ပြေးစီးသွားခဲ့တယ်လို့ပြောပြပါတယ်အဲအကြောင်းပဲလမ်းနေရဲ့ဘိုက်ထဲမှာမကောက်ဆိုးဝါစီးတဲ့ဆိုတာကိုတီးသွားခဲ့ပြီ အဲ့ဒီကြေးကြောက်ပဲသူရဲ့မျက်စိဟာလည်းပြန်ကောင်းလာခဲ့တာဖြစ်လို့တာမန်လူတယောက်လိုဖြစ်ချင်နေတဲ့ထိုမင်းကလေးကအဲ့အကြောင်ဂျေဟိုစာနေတာလို့ထေသွားခဲ့ပါရဲ့ထိုမင်းကလေးကတော့သူလိုချင်နေတဲ့လောလတဲ့ဘဝမှန်ကိုသာရရှိမယ်ဆိုရင်သူသေချာပေါက်ပေးမယ်လို့ပြောလိုက်ပြီသူကလည်းအကန့်ဘဝနဲ့ပဲနေသားချနေပြီလို့ပြောလိုက်တော့အဲ့အကြောင်တိတ်ဆိတ်သွားတဲ့ထိုမင်းကလေးကတော့လေသာမှန်မှန်နဲ့သာပြတ်ပြောသွားခဲ့ပါရဲ့တပင်းမှာတော့လမ်းနေတဲ့အိသာကိုဝိုင်းဆောက်ပေးနေခဲ့ကြပြီလမ်းနေရဲ့ဘိုက်ကလည်းတေးသေးသေးပူပူကြီးလာခဲ့တာဖြစ်လို့ထိုမင်းကလေးကပဲလမ်းနေကိုပြုစုပေးနေခဲ့ရပါတယ်တခြားဇနီးမောင်နှံတွေလိုလမ်းနေကိုလည်းလှုပ်ပေးနေခဲ့ပြီပူကြီးလာတဲ့ ဲ့လမ်းနဲ့ရဲ့ပိုက်ရဲ့အတွေ့တေချာခယူဆိုင်ပိနေခဲ့ကလမ်းမှလည်းအလားပြင်းနေကြတဲ့မိကလေးချိုးကိုတွေ့တဲ့အခါသူ့ရဲ့လူသားဆဆခန်းစားချက်တွေဟာလည်းပြန်ရလာခဲ့ပါတယ်။တဘောကြစွာနဲ့ကြီးနေတဲ့လေကောက်ကိုလမ်းနဲ့ကလည်းဝယ်လာလိုက်ကနောက်နေမနေမှတော့သူတို့လောက်ခိုင်းတဲ့နီလာတွေကအတုံးမဝဲတော့တဲ့အတွေ့ဖောက်ခွဲမှာရနိုင်တော့မယ်လို့ပြောနေတဲ့မျိုးနဲ့စုခေါဆောင်စီကနေထိုမိကလေးကလည်းလမ်းနဲ့ကိုခေါ်ထုတ်လာခဲ့ပါတယ်။နေအောင်သားကလည်းမထုတ်ပြကြပြီမဲ့တန်ယုံးစစ်စီလာကြပြီမို့သူသားမြီလုံးပြက်ကဲသွားမယ်ဆိုရင်ထိုမိကလေးကိုထပ်သွေးနိုင်အောင်မလားလို့ပြောလိုက်တဲ့အခါကောင်းနေတဲ့မြီလုံးကပြက်ကမ်းမှမဟုတ်ဘူးအကားကောက်လို့သာပြောလိုက်ပါတယ်။ပြောပြောဆွဆွနဲ့ဝါ သွားချိလာတဲ့လမ်းနေကြအိတ်သားကောင်အမြန်ပြေးလာခဲ့ကြပြီးနောက်ဆုံးမှတော့စိတ်မုန်းနေတဲ့ထိုးမင်းကလေးစီရစီကိုတွားလာခဲ့ကသူသဘောကျရတဲ့လက်ကောက်ကိုအရေးပေးလိုက်ပါတယ် ဲ့ဒီချိန်ဂျေကိုသာတောင်းနေတဲ့ထိုမေကလေးကိုပြေးလိုက်တော့ရွေးချယ်စရာနှခုဖြင်းနေတဲ့ထိုမေကလေးကလက်ကောက်ကိုသာအေးရွေးချယ်လိုက်ကဂျေကိုတော့လမ်းနည်းကိုခဏတိတ်ထားခိုင်းလိုက်ပါတယ်ဒီနေ့မှနေထိုမေကလေးရဲ့ပထမဆုံးအပြုတ်ကိုပါမြင်လိုက်ရပြီထိုမေကလေးကလည်းလမ်းနည်းရဲ့မေကိုဆောက်ရအောင်မယ်ဆိုတဲ့အကြောင်းပြချင်းနဲ့ဂျေကိုတိတ်ထားခိုင်းလိုက်ပါတယ်အဲ့ဒီချိန်ပေါက်ကွဲမှုတစ်ခုလည်းကြားလိုက်တော့လမ်းနည်းတို့ကလည်းရောက်လာခဲ့ကြပြီဒီရွာကိုလည်းတတ်တော်ကြီးတွေကရောက်လာခဲ့ကြပြီဖြစ်တဲ့အတွက်လမ်းမှာတွေးနေတဲ့ကလေးကိုပဲအေးကက်လိုက်ကြကအဲ့ဒီချိန်ထိုမေကလေးရဲ့တခေကြီးကြီးကလည်းရောက်လာခဲ့ပါတယ်သူတခေကြီးကြီးကလည်းရောက်လာခဲ့တော့လမ်းနည်းစီကနေဂျေကိုယူလိုက်ကသူလှုပ်ခဲ့တဲ့အရာအလုပ်ကဂျေ ီလိုခြေတဲ့အတွက်လိတ်ခဲကြလို့ဆိုကလမ်းနှင်းကိုလည်းဒီနေရာကနေထွေသွားဖို့ပြောလိုက်ပြီးအဲ့ဒီချိန်အနောက်ကနေရောက်လာတဲ့တပ်တော်ကြောင့်ကောက်ွယ်ပေးဖို့အတွက်ပြင်နေတဲ့ထုံမင်းကလေးကိုလည်းတတိမင်းအောင်လှုပ်လိုက်ကလမ်းနှင်းတယောက်လည်းပြင်းနေခဲ့ရပါတယ်အစားခံရတော့မှအချိန်မှနောက်ထပ်တပ်တော်တကောက်ဟာလည်းရောက်လာခဲ့ကအကြောင်းရင်းမရှိအခြေခြေတိုက်ခိုက်နေခဲ့ကြပြီးဂျီကလည်းနက်ကောက်လို့ပြတ်သိလိုက်ပါတယ်အဲ့ဒီချိန်စားလန်းတွေကလည်းရောက်လာခဲ့ကြပြီးတိုက်ခိုက်ဖို့လှုပ်ပြီးမှအင်းအားအရကွာချတဲ့အတွက်တချိန်တည်းနဲ့လွတ်သွားခဲ့ကြပြီးဂျီကလည်းဂျေရပြီဖြစ်တဲ့အတွက်ပြတ်ဆုပ်သွားခဲ့ပါတယ်အဲအကြောင်းလမ်းနှင်းကလည်းရွာသူရွာသားတွေကိုသူကစားလန်းမဟုတ်ဘူးဆိုတာကိုအကြောက်ဆေးပြကပြ က်လက်တောင်းပန်နေခဲ့ပြီးမျိုးနဲ့စုခေါဆောက်ကလည်းဒေါသထွေးနေခဲ့ပြီးမယ်။တာမန်လူတယောက်ကကလေးတယောက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်သူတို့ကလည်းတာမန်လူတွေဖြစ်တာမလို့အမြဲကြောက်နေလို့မရဘူးဆိုတာကိုနားလည်သွားခဲ့ကြပါတယ်။အဲအကြောင်းလန်းနေကလည်းအရာအလုံးကိုနားလည်ဖို့အတွက်သူ့ရဲ့ပါထမဆုံးခြေလမ်းအနေနဲ့မိစ္ဆာမလေးစီယာစီကိုသူ့ရဲ့အကြအယုတ်ကိုတုပ်ပြူကဆောက်ခွေလိုက်ပြီးတဖက်မှာတော့သူတို့ရဲ့ဘေးကိုရသူ့ရဲ့မျက်ညံနဲ့တာမန်လူအဖြစ်ပြပေးဖို့အတွက်ပြောနေခဲ့ပြီးမယ်။မသိတဲ့လို့ဟာဆောင်နေတဲ့ဂျီကတော့အဲ့ဒီနီလာကတေးရီပျောက်ကွက်သွားလိမ့်မယ်လို့သာပြောလိုက်ပါတယ်။အဲအကြောင်းပဲထိုမင်းကလေးကလည်းတိုက်ခိုက်ဖို့လုပ်ပြီးမယ်။ထိချုပ်ထားတဲ့ဇီယိုဆွာအကြောင်းဘာတစ်ခုမှ မလုံးနိုင်ဖြစ်နေခဲ့ရပြီအဲ့ဒီဂျီတန်းမှလည်းအလွန်အင်မတန်မှဆွာအကြီးမှတဲ့ဆေးအောင်တတ္တဝါတောက်တိစီးတယ်လို့ပြောလိုက်ပါတကယ်တော့ဂျီကဆေးအောင်တတ္တဝါ၄ခေါက်ထဲကတောက်တိဆိုတဲ့တတ္တဝါကိုလော်ပေးကစားလမ်းတွေကိုတတ်ပြီးလူသားရဲ့နေထိုင်နေတဲ့ကဘာကြီးကိုအုပ်ချုပ်ချင်နေတာလည်းဖြစ်ပါ တဖေးမကတော့လမ်းလေးကလည်းရောင်းလာခဲကသူ့အမေရဲ့တရေကိုသွားမင်းနေခဲ့ပြီးထိုမင်းကလေးကတော့သူ့ရဲ့နောက်ကိုသာလိုက်လာဖို့ပြောလိုက်ပါပဲ။နေရာတစ်ခုစီကိုလည်းရောက်တော့အလွန်အင်မတန်မှများပြတဲ့တတဝကြီးတွေကိုပြကမိကျက်ကလည်းအဲ့ဒီထဲကတယောက်ဖြည့်တဲ့လို့ပြောလိုက်ပြီးဒါကနောက်ဆုံးတွေ့ချေလည်းဖြည့်နိုင်တယ်လို့ဆင်ပြပါပါတယ်။အဲ့ဒီတတဝအလုံးကလူသားလေးဖြည့်ကြပြီးသူတို့မှလည်းလောဘလေးရှိရဲ့အဲ့ဒီလောဘကိုတောက်တိကဖြည့်စည်းပေးနိုင်ပြီးတန်ရန်တကြီးအနေနဲ့ကတော့တတဝတကောင်အဖြစ်ပြောကသူ့ရဲ့အစာအနေနဲ့လုပ်ပေးကြရပါပဲ။သူကလည်းကြီးကထိချုပ်ထားတဲ့အတွေ့အဲ့ဒီအပေယူကိုလည်းသူကိုယ်တိုင်လုပ်ပေးရပြီးမိကျက်ရဲ့လောဘကလည်းလမ်းနဲ့ မြေလုံးပြက်ကောက်ဖို့တွေ့လို့စစ်ပြပါရယ်တကယ်တော့လမ်းနဲ့မြေလုံးပြက်ကောက်သွားရတဲ့အကြောင်းရင်းကခြေချောင်းမဟုတ်ပဲသူ့အမိချောင်းဆိုတာကိုတီးသွားခဲ့ပါရယ်တချိန်ကသူ့ရဲ့အနောက်ကိုလိုက်လာခဲ့တဲ့တတ္တဝါကလည်းမေးကျက်ဖြစ်ပြီးသူ့ရဲ့သားမြေလုံးပြက်ကောက်နေပြီလားဆိုတာကိုလာကြည့်ရတဲ့ဖြစ်ပါရယ်အလုံးကိုနားလည်သွားခဲ့တဲ့လမ်းနဲ့ကလည်းသူ့ရဲ့လောဘကသူ့အမိအစာတောက်တိရဲ့အစာဖြစ်ခဲ့မယ်လို့ပြောလိုက်ပေမဲ့အဲ့ဒီအရာတွေကိုတောက်တိကသာလုံလိုက်တယ်လို့ပြန်လည်စစ်ပြနေခဲ့ပြီးအဲ့ဒီအချိန်တောက်တိရဲ့အစာဖြစ်ဖို့အတွက်မာဒန်အလုံးကလည်းပြစ်စီသွားခဲ့ကတတ္တဝါအလုံးကလည်းအစာပယ်ပြေးထွေးလာခဲ့ကြပါရယ်လမ်းနဲ့တယောက်သူ့အမိကိုသာအော်ခေါ်နေခဲ့ပြီးအပေါ်တင်လာဖို့ ို့ပြောနေခဲ့ပေမဲ့လမ်းနေကတော့တတဝစီကြားထက်ကနေမေးကျက်လို့တော့အော်ခေါ်နေခဲ့ရမလို့တတဝစီကြားထက်မှာပဲအလူလက်ဖြင်းနေခဲ့ရပါပဲအဲ့ဒီချိန်အပေါ်ကိုလည်းခုတ်တီးလာခဲ့ကမြပြလာတဲ့တတဝစီကြားထက်မှာလမ်းနေတရားမျောလေးချင်းမဲ့နေခဲ့ရပြီသူရဲ့နောက်ဆုံးစီးရဲလေးကိုအတုပ်ပြူပြီးမေးကျက်လို့အော်ခေါ်လိုက်ပါပဲအဲ့ဒီချိန်တကောင်တဲ့တော့တတဝကတော့သူ့စီကိုပြန်လက်လာခဲ့ပြီးအနောက်ကိုလည်းပြန်ပြေးလာခဲ့ပါပဲလမ်းနေကလည်းသူ့အမေကိုစောက်သွေးသွားခဲ့ပေမဲ့မြပြလာတဲ့တတဝတွေကြောင့်အောက်ကိုသာပြုတ်ကျသွားခဲ့ပါပဲ အဲ့ဒီချိန်အမီးရပြတ်တိလာခဲ့ပြီမဲ့နောက်ထပ်တတ်တဝါတဲ့ခေါက်ကြောင့်အောက်ဦးသားပြုတ်ကျသွားခဲ့တာမလို့ခုတ်ဆေးဖို့လုံနေတဲ့လမ်းလေးကိုလည်းမိစမလေးကတားနေခဲ့ရပါတယ်။အဲ့ဒီချိန်ဂျီင်းကလည်းရောင်းလာခဲ့တယ်လို့ဆန်းလန့်အကြီးကဲတွေကလည်းဟာလည်းရောင်းလာခဲ့ကြပြီ။တချိန်ကဆန်းလန့်တွေကမကောင်းဆိုးဝါးကော်လိုကိုနိုင်နေနိုင်ခဲ့ကြပြီမဲ့မသိဘဲကြက်စီးနေခဲ့တဲ့ဂျီင်းကတော့တူးသေးသောမကောင်းဆိုးဝါးလည်းဖြစ်ပါတယ်။ အဲ့ဒီချိန်ဂျီကလည်းတောက်တီကိုချိန်ပိတ်ထားခဲ့တဲ့ဂျီကိုအသွေးထဲကိုပြေးချလိုက်ပြီးကမ္ဘာဂျီကိုဖြစ်စီဖို့အတွက်တောက်တီကိုထွေးလာဖို့ပြောလိုက်ပေမဲ့လေတောင်တချင်းမတိုက်တာဖြစ်လို့အားလုံးကလည်းကြောက်သွားခဲ့ကြပါတယ်။အဲ့အကြောင်ဂျီကိုသာတိုက်ခိုက်ဖို့ပြေးလိုက်ကြပြီးချိန်အတန်ကြာတိုက်ခိုက်နေခဲ့ကြပေမဲ့အင်အားကြီးနေပြီဖြစ်တဲ့ဂျီကြောင့်နောက်ဆုံးမှတော့ဇာလန်တွေရဲ့စူပါတိုက်ခိုက်မှုနဲ့အနိုင်ယူနိုင်လိုက်ပါတယ်။အဲ့ဒီချိန်စင်အောင်တတ်တော်ကတောက်တီကလည်းနိုးထလာခဲ့ပြီးဇာလန်တွေအပါဝင်ရွာသူရွာသားအားလုံးကလည်းလှုံ့ဆုံမဲ့နေရာတခုစားနေခဲ့ကြကတဖက်မှာတော့ဆွာနေတော်တဲ့ဂျီကိုတတ်ဖို့ပြေးလိုက်ပေမဲ့ဂျီကတော့ထိုမင်းကလေးရဲ့ဆွာအောင်ကိုထိချုံနိုင်တဲ့အတွက်လမ်းနေ င်းစီကိုသာဥတည်သွားခဲ့ပါတယ်စီဟောက်တတဝတောင်းတိကလည်းအရာအလုံးကိုဖြစ်စည်းနေခဲ့ပြီးစားလမ်းတွေကလည်းလူသားတွေကိုကောက်ကွယ်ပေးနေခဲ့ကြပါပဲ။လမ်းနေတို့ဘေးမှာတော့လမ်းနေကိုတပ်ဖို့ပြေးလိုက်ပြီးမှကိုဘသာအဆုံးစီးရသွားခဲ့ပြီးအဲ့ဒီချိန်အနှငယ်ပြန်မှန်းပြီးလာတဲ့ထိုမိကလေးရဲ့မညံကရွာသူရွာမှာမြေကမ်းတယောက်စီပြီးမြေလုံကမ်းနေလို့တငယ်ချင်းမရှိပေမဲ့နှွေးထွေးရဲ့မိဘစီတဲ့အတွက်သူတော်အားကြားခဲ့ရတယ်လို့ပြောပြပါပါပဲ။အနောက်ဆုံးနေတဲ့လမ်းနေကိုပျော်ပြချိတဲ့စကားတခေါ်စီးနေခဲ့ပေမဲ့သူရဲ့အစိမ်းမတွေတေဆုံသွားခဲ့ပြီးတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါပါ။ ဲ့ဒီချိန်ဂျေဆုကတော့ဦးတည်လာနေတဲ့လမ်းလေးကိုလည်းအဲ့ဒီမိလောက်ကသူကိုယ်တိုင်ပေးခဲ့တာဖြစ်လို့ကျေးဇူးတင်ရမယ်လို့ပြောနေခဲ့ပြီးဒေါ်တာထွေးလာတဲ့လမ်းလေးကလည်းဂျေကိုအစင်မပြတ်မနာကြထိုးနေခဲ့ကသူပေးထားတဲ့မိလောက်ကိုလည်းပြက်ပေးမယ်လို့ပြောလိုက်ပြီးမိလောက်ဓာတ်နဲ့ဖြတ်လိုက်ပါအဲ့ဒီချိန်သူ့အဖေရဲ့စကားကိုပြန်လည်ကြားရောက်လာခဲ့ပြီးသူ့အဖေပြောခဲ့တာတွေကတော့အမှန်သာဆိုရင်လေယောကိုအပြေစားဖို့အတွက်ခုံဆေးလိုက်ပါသူဘာသာတည်ရှိနေတဲ့လောကကြီးကိုမြင်ရသည့်ဖြစ်စေမမြင်ရသည့်ဖြစ်စေအကန့်တရားဖြစ်တာကလည်းအရေးမကြီးသလိုသူမှလည်းစားလမ်းအမှန်သာမရှိပေမဲ့သူရဲ့ကိုယ်ပိုင်အမှန်သာတစ်ခုစီးနေပြီသာဖြစ်တယ်လို့တွင်းနေခဲ့ကအဲ့ဒီချိန်လေယောကို လည်းခံစားမိသွားခဲ့ပြီးအောင်းကိုလည်းရောက်တော့ခဲ့ပါတယ်။တဖက်မှာတော့လူတွေအားလုံးကလည်းထိခိုက်မှုပြင်းထန်နေခဲ့ကြတာမလို့ပြီးဖို့တောင်မှတော်ဆုံးနေခဲ့ကြပြီ။ဇာလန်တွေကလည်းသူတို့ရဲ့ဆွမ်းအောင်းကိုအတုပြုကဆွမ်းကိုကောက်ွက်ပေးနေခဲ့ကြပါတယ်။ဒါပေမဲ့ဘလုံးမမတောက်ခိုင်းနိုင်တော့တဲ့အတွက်ဇာလန်တွေအပဝဲဒီကလူတွေအားလုံးကလည်းတိတ်ဖို့ပဲအသိပစ်လိုက်ကြပြီ။အဲ့ဒီအချိန်ဆီအောင်တတဝါကြီးတောင်းတီးရဲ့လက်တချေကိုအရာတကူကကားပေးလိုက်ပါတယ်။တကယ်တော့လမ်းနေကသူ့အဖေပြောခဲ့တယ်လို့လေဟုံမန်တန်ကိုထိတ်ချုပ်သွားနိုင်ခဲ့ပြီ။လူတွေအားလုံးရဲ့အစိမ်းမှလည်းပေါ်ထွက်လာခဲ့ကဇာလန်အမတ်သားစီရဲ့သူကမှဇာလန်လို့ခေါ်တာမဟုတ်ပဲအမတ်သားမစီရင်တောင်မှ ာစွားစိတ်တယောက်ဖြစ်နိုင်တယ်ဆိုတာကိုဂလင်းများအပဝဲလူတွေအားလုံးဟာလည်းနားလည်ထောက်ခံလာခဲ့ကြပါဘယ်။လမ်းနေတယောက်လေဟုံမန်တရဲ့စွာအောင်ကိုနားလည်သွားခဲ့တဲ့အတွက်စီအောင်တတဝကြီးတောက်တိကိုလည်းသူ့ရဲ့လေစွာအောင်နဲ့ပဲတိုက်ခိုက်နေခဲ့တာ။ဂျီသေးကိုလည်းပြန်လည်ချိန်ပေးနေခဲ့ပြီးတဖက်မှာတော့ဂျီကလည်းပြိုကျလာတဲ့ကြောက်တုံးကြောင့်ညှိကုပ်ချုပ်သွားခဲ့ပါတယ်။တောက်တိကိုလည်းပြန်လည်ချိန်ပေးနိုင်လိုက်တဲ့အတွက်တတဝအားလုံးဟာလည်းပေါ်ထွက်လာခဲ့ကြကလူအဖြစ်ကိုပြန်လည်ရောက်ရှိသွားခဲ့ကြပြီးလူသားတွေဟာလည်းတဖက်ပြန်လည်ငြိမ်းချသွားခဲ့ပါတယ်။ အချိန်သုံးသားကြာသွားတဲ့အခါဗျာအုပ်လူမိုင်အုပ်စုကလည်းလမ်းနေလိုပဲလိုက်လုံးနေခဲ့ကြပြီလမ်းနေကလည်းထုံးစံတိုက်ကလေးတွေးကိုဆရာကြားနေတော့သူ့ရဲ့အမေကလည်းရောက်လာခဲ့ပါတယ်ကဘာကြီးဟိုသာကက်တီပေးချပေးမယ်အမေဖြည့်သက်သူ့ကိုတော့အသေးကြောက်တာဖြည့်လို့ကလေးတွေးကိုပဲပြတ်ခတ်လိုက်ပါတယ်ကဘာကြီးဟိုသာကက်တီပေးချပေးမယ်အမေကိုယ်တောင်မှမမြင်ဘူးတဲ့လမ်းနေကိုသူ့အမေကတိုက်ပေးချပြောနေခဲ့တာမလို့လမ်းနေကလည်းအရာအလုံးကိုခန်းစားနိုင်နေပြီလို့ပြောလိုက်ပြီးသူ့အမေရဲ့တော်မှလည်းကြည်တော်နေအဖန်စီးတယ်လို့ပြောလိုက်ပါတယ်အဖေမှလည်းမကန်တဲ့လမ်းနေအဖေရဲ့ရုပ်ထုကိုတီးဆောင်းနိုင်လိုက်ကြပြီလမ်းနေစီကိုလည်းဆားလန့်ခေါဆောက်တယောက်ကရောက်လာခဲ့ ဲကသူတို့ရဲ့ kait ထဲကိုလိုက်လောက်ဖို့ပြောနေခဲ့ပေမဲ့လမ်းနေကတော့သူရဲ့ရွာကိုသာသဘောကျတဲ့အကြောင်းပြောပြပါပါတယ်။စားလန့်ခေါဆောင်ကလည်းအရင်ကလမ်းနေလို့လူတယောက်နဲ့လွဲခဲ့ဘူးပြီ။အဲ့ဒီလူကဆင်းအောင်တတ်တော်ကြီးတောက်တိရဲ့ဝဥညီကိုခြေထမ်းမှချိန်ပေးခဲ့တဲ့သူလို့ဆေးပြပါပါတယ်။လောက်ခဲတဲ့73နှစ်ခန့်ကသူတို့ရဲ့စားလန့်ထဲကိုဝဲရောက်ဖို့အတွက်လူတယောက်ဟာလည်းရောက်လာခဲ့ဘူးပြီ။သူလူကစားလန့်တွေထိလိုက်ဂျီကိုထိချုံနိုင်ဆုံးလူတယောက်ဖြစ်နေခဲ့ပေမဲ့စားလန့်အမှန်အသာမရှိတဲ့အတွက်ညစ်ပက်ခဲ့ရလို့ဆေးပြပါပါတယ်။အဲအကြောင်ဒုတိယကြိမ်နေမမားချီတော့တဲ့အတွက်လောက်ခေါ်တာဖြစ်ပေမဲ့သူရဲ့ကောင်းဆိုတာကကုညီချေတဲ့စိတ်သာစီဘ ဘယ်နေရာမှာမဆိုသူရဲကောင်ဖြစ်နိုင်တာမလို့လမ်းနေကတော့ကန်လန်းမှုညှိပက်လိုက်ပါပဲစားလန့်ခေါဆောင်ကတော့လမ်းနေအဖေနဲ့တထေရာတဲ့သူနေတဲ့လမ်းနေကိုကြည့်ဗီဒီယိုလေးလည်းပြီးဆုံးသွားခဲ့ပါပဲလမ်းနေတရာအတန်တစ်ခုခါစားမိလိုက်တော့တွားကြည့်တဲ့အခါကြောက်ဦးလူမိုက်တော့ရောက်ကိုမိကလေးတယောက်ကဆုံးမနေခဲ့ပါပဲလမ်းနေကမိဆာမလေးလိုထင်းနေတဲ့အတွေ့ထိုမိကလေးရဲ့နောက်မီနဲ့သူ့ကိုပြောချိတာများမရှိဘူးလားလို့မေးတဲ့အခါတီးပုတ်မရတဲ့ထိုမိကလေးကတော့ခေါခပြလိုက်ပြီးထွေသွားဖို့လုံးနေတော့အဲ့ဒီချိန်လေကောင်းရဲ့ချူတာကိုကြားတဲ့အတွေ့ပြန်လဲလာခဲ့ကအကဲခေါက်လို့ပြောလိုက်ပါပဲ